အားလုံးပဲမင်္ဂလာပါရှင်။ဆိုင်းရင်ဆရာမောင်စီသူရေးသားတဲ့အဆုံးဤဏိကုံးကျုပ်ဆိုတဲ့ဝတ္ထုတိုးလေးတစ်ပုဒ်ကိုဖတ်ပြပေးတော့မှာဖြစ်ပါရဲ့ရှင်။အခန်းတည်းတမောင်းဟူသည်အိုမှဟူယောင်းဟူသည်ပြိုမှဟူရှေးကနီတိဆရာတို့စိုးထုံးပြူထားခဲ့သည်နိတူကဝိဟူသည်အိုမှဆိုင်ဆရာဟူသည်မြို့မဟူ၍ယခုခေတ်တွင်လည်းဆိုသင့်လှပါတော့သည်အဘဲကြောင့်ဆိုသော ဆိုင်းဆရာကြီးဦးတက္ကကိုပင်ကြည်ပါအောင်ယခုသူသည် ကလောင်အိုကြီးတယောက်ဖြစ်လာမှသူဤကလောင်သည်တွေးလေတွေးလေထက်ရမယ့်အစားအိုမြင့်ဒုံးတီသောအခြေသို့ရောက်ခဲ့လေပြီဖြစ်သည့်အတွက်သူဤအရေးသားများအားထိုဝေသူတို့ကရခင်ကလောင်တံမိုးမထားတော့ဒီမှာ လေပြင်းတွင်ဆင်းသွားတကဲ့သို့ထင်ရှားနေပြီမဟုတ်ပါလောဟုတ်ပါသည် ထင်ရှားပါသည်ဦးတက္ကမှာယခုအခါကျွေးတွေဝိုင်း၍ ထမင်းတော်နမမန်တော့ပါဘူးလေ။ကဲဒါထက်ပဲထင်ရှားရအောင်မလား။ဦးတက်ကအာစာရေးဆရာဟုခွဲခြား၍ဆိုထားပါသည်။ကဝိမဟုတ်ပါ။စာရေးဆရာဆိုသည်မှာလောကတည်းဟုသောစာမျက်နှာမရေတွက်နိုင်အောင်ထူသည့်စာအုပ်ကြီးထဲမှတော်၎င်းခေပညာတတ်ဖြစ်လေနိုင်ငံသားစာအုပ်တွေထဲမှတော်၎င်းလန်လောရှာဖွေ၍သူမြင်သမျှစာဖြင့်ရေးပြီးဖောက်တဲ့ချကအတက်မွေးဝမ်းကြောင်းသောသူကိုဆိုပါသည်။ ဦးတက်ကမှနိုင်ငံ냐စာပေမတက်သူဖြစ်၍လောကတည်းဟုသောစာအုပ်ကြီးထဲမှသူတွေ့သည်မြင်သည်သုံးသပ်မိသည်တို့ကိုတခါတရံအရင်တိုင်းတခါတရံအရှုံးခံ၍တခါတရံတော့လေစားတာဝါတာရှိရှိနှင့်ဝိတုတို့ဝိတုရှိများအတွင်ဖြင့်ဖောက်သေးချခဲ့ရင်နမဲတလုံးရခဲ့သောသူတယောက်ဖြစ်ခဲ့ပါသည်တနည်းအားဖြင့်ကလောင်တစ်ချောင်းပိုင်ခဲ့သည်ဟုလည်းဆိုနိုင်ပါသည် ။ထို့ကြောင့်သူသည်စာရေးဆရာတယောက်မြတ်သားဖြစ်၍ဘယ်တုန်းကမှ သူကိုယ်သူ ကဝိတယောက်ဟုမထင်မှတ်ခဲ့ပါ။အများကလည်းကင်မိုးမတက်ခဲ့ပါ။အမှန်မှလည်းသူသည် ကဝိမဟုတ်ပါ။သို့တော်လည်းဤနည်းနည်းနည်းဦးတက်ကသည် သူ့ဘဝကို ကလောင်ပြည့်အတတ်မွေးခဲ့သည်မှာတော့အမှန်ပါပဲ။သူတယောက်သူ့တဝန်းတစ်ခါကိုပင် မကမယားတယောက်ကိုလည်းလာလာပါပါ ွေးမွေးထားခဲ့ပါသေးသည်ယခုအခါမှာတော့မူဥတက်ကဤကလောင်သည်ရှေးကကဲ့သို့မထက်မြက်တော့သဖြင့်သူဤဝမ်းရည်ပင်မဖူလုံတော့ရုံမက ဆိုခဲ့ပြီးသည့်အတိုင်းအကျွေးတွေတောင်မှပင်လယ်ဝင်နေရတော့ကဆိုင်းဆရာဘဝသည်ဩတော်ခါ၌အတုံးမကြတော့ပါတကားဟုတပြေးပြေးတန်ဝေယူနေမိရှာတော့သည်ဆရာဆရာဝတ္ထုကလေးလုံးဝကြည့်တယ်ဆရာ ပရိသတ်ကနားလည်နိုင်မှာမထင်ဘူး ဒီတော့အားလဲနာပါရဲ့ဆရာဆရာစာမှုလေးကိုတခြားတိုက်မှာတုံတုံးကြည့်ပါဦးထိုဝေသူကတနေ့သူ့စာမှုကို ရိုသေးစွာလက်ကမ်းပေးရင်အချိုတက်၍ပေးလိုက်တော့ခါဦးတက်ကသည်မနှဲဟန်ဆောင်၍အင်ဒရီဆယ်ထားရတော့လေကိုတက်ကအိမ်လာကတွေ့လာတာနှစ်ခေါက်တောင်ရှိသွားပြီကျမကနောက်၄-၅ရက်လောက်ဆိုင်းမအောင်လို့ပြောထားလိုက်ရတယ်သူ့ဇနီးတဲ့ပြောလိုက်သည်စကားကလေးများကိုကြားယောင်လိုက်သည့်အတွက် ဒူးများပင်ခြောက်သွားလို့မတန်ထိခိုက်သွားလေသည် လေးတဲ့ပို့တဲ့ဆိုတာကတော့အเจ้าရကိုလိုက်လို့ပို့ကွယ်ကောင်းမကောင်းအေးသားကြမကြဝိတုအင်ကမြောက်မြောက်ကိုသာကြီးမဘောမောင်ရဲ့ဥဝမြင်မှာတော့မဂဇင်းမှာသုံးနိုင်တဲ့စာတပုတ်ပါပဲဥတက်ကသည်တကယ်ကိုရေးကြုံလာသည့်အာရုံစွာစိုးရဲရှိသလားအေးဆိုကြည့်မိသေးသည်တို့တိုင်အောင်ဟာဆရာမကောင်းဘူးလို့ကျွန်တော်မပြောပါဘူးဆရာရဲ့ ကောင်းပါတယ်ကောင်းတာကိုလည်းကျွန်တော်သိပါတယ်ပြီးတော့အေးသားဆိုရမှာလဲဆရာလို့လို့နာမည်ရပြီသားကလောင်ကြီးတယောက်ရဲ့အေးသားမျိုးပဲဘာပြောစရာလိုတော့လဲဒါပေမဲ့ကျွန်တော်ဆိုလိုတာကပရိသတ်ကြိုက်မဟုတ်တဲ့စာတပုတ်ဖြစ်တဲ့အတွက်မထည့်ရဲလို့တဲကြီးခံမလို့တောင်းမရတာပါဆရာထုတ်ဝေသူသို့မဟုတ် သူ့မဂဇင်းတွေအယ်ဒီတာဟုလည်းခေါ်ဆိုနိုင်တော့ထိုပုဂ္ဂိုလ်ကရင်ကျေးသူပြီးပြီးရင်ရင်ကျေးကျေးပင်အကြောင်းပြပြောဆိုလိုက်လေသည်တွင် ပရိတ်သတ်ကြိုက်မဟုတ်ဘူးဆိုတာကဘလို့အထိပယ်ပါလဲမောင်ရင်အခုပရိတ်သတ်ကြိုက်တာကဟိုအရင်ဆရာကလောင်တက်စင်တုန်းကရေးခဲ့ဘူးတဲ့ချစ်တဲ့ချင်းမဲဆိုတဲ့ဝတ္ထုမျိုးတွေ73နှစ်ဆိုတဲ့ဝတ္ထုမျိုးတွေချစ်သွေးတက်ချင်းဆိုတဲ့ဝတ္ထုမျိုးတွေအဲ့ဒါတွေမှသဘောကျတယ်ဆရာဒီတော့ဆရာတက်နိုင်မဲဆိုရင်အဲ့ဒီလိုစိတ်ကူးရင်ရမယ်ဝတ္ထုမျိုးတွေပဲလိုချင်တယ်ဆရာသူဤအဖြစ်မှာဘလို့တွေ့တွေ့ဥတ္တကဖို့ရှင်းနေပြီဖြစ်လေသည်ယခုဥတ္တကဤကလောင်မှာမထက်တော့ သို့မဟုတ်ဥတကမှာပရိတ်သည့်မဟတ်တော်ဆိုသည့်စကားကို သူသည်တွယ်ဝှက်၍ပြောလိုက်လေသည်ပြီးတော့ဥတကထံမှ သူလိုချင်သည့်ဝတ္ထုမျိုးများမှလည်းအချစ်ဝတ္ထုများသာဖြစ်လေသည်ရင်းသည့်အချက်မှာဥတကဖို့အတော်ခက်ခဲလေတော့သည်အဘဲကြောင့်ဆိုတော့အဲ့ဒါတော့မတက်နိုင်တော့ဘူးမောင်ကြီးတကယ်ကိုမတက်နိုင်တော့ဘူးအဲ့လိုမျိုးတွေကဟိုအသက်ခန့်ငယ်ငယ်စိတ်ကူးရင်လို့ကောင်းတော့အခါကသာရေးလို့ဖြစ်တာ စိတ်ကိုယ်ကလည်းနှုတ်ရုံပြိုတော့ဒီဘက်မှာထက်တန်တော့ဆိုတော့ရေးရတာလဲစိတ်ပါတွေးရတာလဲအရသာရှိဒီတော့အဲ့ဒီလိုဝိထုမျိုးတွေပဲထွက်တာပေါ့အခုတော့စိတ်ကလည်းဒီဘက်မှာတိတ်မထက်တန်တဲ့ခါနောက်ပြီးစိတ်ကလည်းဝင်စားလို့မရတခါအယုံကြည်ကလည်းတိတ်မရှိလာတော့ဥပမာကိုကိုတိုင်ကအသက်ငယ်ရွယ်လို့အခြေယူးယူးတဲ့ခါယူးတက်လို့ကိုရေးတဲ့ဝိထုတွေထဲမှာဇွတ်တရုတ်အတနာခန္ဓာတို့မယမကနောက်ပိုးပိုးခဲ့တာတို့ခြေစကားကြိုက်စကားပြောခဲ့တာတို့ နောက်ဆုံးအချက်အတွက်ကိုစက်လိုက်ကိုတတ်သိခိုင်းလိုက်တာတို့အယူခိုင်းလိုက်တာတို့ကိုကိုစိတ်ကူးရင်သလိုလက်ပတ်ရေးလိုက်နိုင်မိမယ်အခုတော့ဒီအကွက်မျိုးစင်ရမှာမဝတ်တော့ဘူးမောင်ရယ်မန္တာပြောရရင် ကိုတိုင်ကလည်းအခုအခါဒီစိတ်မျိုးတွေမထက်တန်တော့တဲ့အရွဲဆိုတော့အယုံကြည်လည်းမရှိဘူးဒီတော့ကိုမယုံနာရေးရမှာလဲမဖြစ်နိုင်တော့ဘူးပေါ့မောင်ရယ်ဒါကြောင့်ဒီပြင်တန်ဝေကရစရာတရားကြစရာကလေးတွေကို ခုနေခါခုအရွယ်မှာမြင်တဲ့အတိုင်း ရေးရတာပဲကွယ်အဲ့ဒါတွေဟာလေတကယ်ဆိုတော့ပိုးပြီးတော့တန်မိုးရှိပါသေးတယ်ဒါတွေသာပြိတ္တကြိုက်မဟုတ်လို့အတုံးမပြူပဲထားရင်စာပေအစင်တန်းဟာတိတ်နှိမ့်ကြသွားမှာပေါ့ကွယ်ဥတက်ကသည်ထုတ်ဝေသူအားထိုသားယုံမျှသာပြောရည်လေသည်တကယ်ဆိုတော့အခြေအနေရသူဤစာမှုများကိုထုတ်ဝေသူများသည်သူခေကောင်းစဉ်နှုံးကဲ့သို့ခါခါရရမတောင်းကြယုံမကသူစာများမပါရင်တောင်မှ အရေးဆိုင်မီမဟုတ်ဒီကို သူကောင်းစွာသိလေသည်ဒီတော့သူသည် ထိုသူနားလည်မှုရှိတန်တရွေရှိပါစေဟုသာရည်ရွယ်ပြီး စာပေ၏အကြောင်းကိုပြောပြလိုက်ခြင်းဖြစ်လေသည်ထိုအခါဟုတ်ပါတယ်ဆရာကျွန်တော်တို့သဘောပေါက်ပါတယ်ဆရာမပြောခင်ကတည်းကပဲတည်ပြီးဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့မှဆရာပြောသလိုစာပေမြင့်တင်ခြင်းလုံးနဲ့စေတနာရှိပေတယ်ဇီဝရေးကရှိသေးတယ်မဟုတ်လားဆရာဒီတော့အဲ့ဒီဘက်ကပဲကြည်ရသေးတော့ဟဲဟဲ အခုတော့မှကျွန်တော်တို့မှာအရှုံးနဲ့ပဲအရှိန်မပြတ်မေးပြီးထုံနေရတာပါဆရာအကယ်၍ဒီထက်သာကြာသွားမယ်ဆိုရင် ကျွန်တော်တို့ငတ်ပေါက်တိုးမှာမို့အများကျက်ကလေးတွေလည်းထည့်ရပါတယ်ဆရာဒါကြောင့်တင်းကြီးခံပါဆရာသူဒီစာပေနဲ့စီးပွားရေးဒွန်တွဲနေတဲ့အကြောင်းကို ရှင်းပြလိုက်တော့ခါဦးတက်ကမှရှေးသို့ဆက်ဆရာအကြောင်းမရှိတော့သည်ဤအချားမဲနိုင်သူဤစာမှုကလေးအားအပေါ်အင်းကြီးဘေးထိုးအိတ်ထဲသို့အသာညှက်ထဲကား နုံလျသည့်ခြေလမ်းများဖြင့်တက်ခေါက်ခဲ့ရလေတော့သည်အကယ်၍သာသူသည်ထိုမဂဇင်းတိုက်ကလေးမှအပြန်အခြားသူရေးနေကြဖြစ်သည့်တိုက်တိုက်မှ သူပေးပြီးထားသည့်ဇာမူတစ်ခုအတွက်သဘောဖြင့်ဝေစာကလေးအနှဲငယ်မြကိုသာမရခဲ့ပါမူထိုနေ့အဖို့သူဤဝမ်းရည်မှအခက်ကြုံကောင်းကြုံလိမ့်မည်ဖြစ်ပေသည်ဒါတောင်မှဆရာဇာမူကို ကျွန်တော်တို့အားနာလို့သာ ယူထားရတာဆရာ ဘယ်တော့သုံးပြမယ်မသိသေးဘူးအထက်ပါတိုင်းသူပြန်ကနီးထုံးဝေသူက နောက်တခါသူ့ငွေအတွက်နဘူးနဇာမလုပ်စီရင်ရည်ရွယ်၍ပြောလိုက်သည်စကားကလေးများကိုကြားနေသေးသည့်အတွက်အတော်အားငယ်နေမိရှာလေတော့သည်ဦးတက်ကသည်သူ၏ပြိုရွယ်သောစာရေးဆရာဘဝကို လွမ်းဆုမိသလိုလိုပင် ဖြစ်မိလေသေးတော့သည် အခန်းနှင်းဟင်ကိုတက်ကလုံချင်းဝိထုတစ်ပုတ်လုံးမှငွေ90တဲရခဲ့တယ်ဟုတ်လား ဥတကရင်ဇနီသို့မဟုတ်ဆိုင်းဆရာကတော့ဒေါ်ထွေးက ထိုတို့အံအားသင့်စွာမေးလိုက်လေသည်ဥတကကမူပြန်၍အပြေမပေးပေသုံးတက်သားဖြင့်ရိုက်ထားသော စတ္တိကလထိုင်အဟောင်းတလုံးပေါ်သို့သူ့ကိုကြီးကိုပြစ်ချထိုင်လိုက်ရင်အမောဖြေနေလေသည်ဒေါ်ထွေးသည် တထိုင်ထဲတွင် လေးငါးနှစ်လောက်အိုမင်းရင်ရော်သွားပုံရသော သူမ၏ခေမောမျက်နှာအားကရုဏာပြည့်လျှမ်းနေသည့်မျက်နှာဖြင့်ကြည်ရင် သူမမေးလိုက်မိသည်ကိုပင်နောင်တရကတနာသွားလေသည့်အတွက်အေးလေဒီ90လဲမရတာထက်ဆိုင်တော်သေးတာပေါ့အ ਨੇ စုံမနဲ့ပြန်အိမ်လာကလာတောင်းတဲ့ခါပေးလိုက်နေတာပေါ့တော်ပါပြီလက်ငင်းဓာတ်တစ်ခုပဲအကျွေးပူရလို့ရှိတာဒီပြင်ကျွေးတွေကနေနိုင်ပါသေးတယ်သူမသည်ထိုသို့နှစ်သိမ့်လိုက်မိလေသည်ရေးထားတဲ့ကိုစာမှုကလေးတွေအတွက်ရစရာကလေးတွေကတော့ရှိပါသေးတယ်ကွာဒါပေမဲ့မတုံးကြသေးတော့မပေးသေးဘူးပေါ့ အခုကို့လုံးချင်းကိုရိုက်နေတယ်တိုက်ကဝင်90မနေပဲခခရရတောင်းခဲ့ရတယ်ဒါအပီးတယ်လားသူ့အပြောတော့နောက်ထပ်စောင်းကအကြံနေတဲ့ခါပေးပါမယ်လို့တော့ပြောတာပဲဒါပေမဲ့တိတ်မျောလင်းစရာမရှိပါဘူးအလွန်ဆုံးပေးလာမှ100 150 10ပေါ့ဟင်ဒါနဲ့ကိုတက်ကစီလာတောင်းတော့ကကျွန်တော်တို့တိုက်ကတိုက်တက်ပါလက်ရှိစာရေးဆရာကြီးတွေကိုအနိုင်ခံရတာတွေမခံနိုင်လို့သူတို့ဘဝပြဿနာကိုဖြေရှင်းဖို့ရည်ရွယ်ချက်နဲ့ထောင်တာပါဆိုပြီး ခုတော့တာတော်ဆိုးနေပါကလားအေးငါလည်းအဲ့ဒါယုံပြီးမြန်မြန်စူးစမ်းရေးလိုက်တာပဲအခုမှအဲ့ဒီလိုပြောတတ်တဲ့စားဖားကလေးတွေကပူပြီးကြောက်စရာကောင်းမသိလာတော့တယ်ဟုတ်ပါရဲ့အ ਨੇ စုံအပြစ်တရားပဲ150ပဲပေးလိုက်တယ်ဆိုရင်တော်သေးတယ်ငါအဲ့ဒီလိုတော့မှတောင်းကြည့်သေးတယ်ဘလောက်အတွက်အကျွေးဆက်လိုက်ရတာတို့ဆက်ကူပိုးပေးလိုက်ရတာတို့ပုံနှိပ်ခပေးလိုက်ရတာတို့စတဲ့စင်ကြီးတွေပေးနေတာနဲ့ရသလောက်ပဲယူလိုက်ရတာပေါ့ကွာ တကယ်ဆိုရင်ငါနာမည်ကအရင်လောက်ခင်မရှိတော့ဘာမှမကန်လောက်ကြတာပေါ့ကွယ်အဲ့ဒီလိုကိုကိုကိုပဲဖြေရတော့မှာပေါ့တကယ်လို့ငါနာမည်ကိုပြိတ္တကတောင်းနေသေးတယ်ဆိုရင်ကိုငါရေးနေကြတိုက်ကရွေးတဲ့ copy တိုင်းငွေအပြည့်ပေးနေကြပဲမဟုတ်လားအခုတော့မရွေးတာနဲ့ရွေးပြီးလဲတော်တော်နဲ့မထဲ့တာနဲ့သူဒီသူ့ကိုယ်သူသာအပြစ်ချနေလိုက်လျာသူဤဇနီးကတော့မှသူအားကြည့်ပြီးတနာသွားလေသည် ရှေးတုန်းကဆိုရင်ဥတက်ကသည်သူရေးမည်စာမူများတွင်ငွေကိုကြို၍ပင်ရထားတက်လေသည် တခါတရံငွေမရအရလာပေးကစာမူများတောင်းသည့်အခါပင်ရှိလေသေးသည်ယခုတော့မူသူဤစာမူများကိုထုတ်ဝေသူများကပေးရကောင်းမှန်းမယ်မသိအရင်ထဲမှာပင်ထဲမတွက်ပင်ပုံနှိပ်ဆက်ကူဖို့ပကြီဘိုးလောက်ပင်တံမိုးမထားသည်မှာထင်ရှားလေသည်တကယ်ဆိုတော့ စာသီးသာအရင်းခံဖြစ်သည့်အတွက်ထားခြင်းထားလေစာမူကသည်သာ အရေးကြီးဆုံးထားတင်ပေသည်မဟုတ်လောကိုတက်ကရဲ့အရေးသားတွေကိုဘာဖြစ်လို့လူတွေကမကြိုက်ကြတော့တာလဲ။တူမသည်တူမသိလို့သည့်အချက်တစ်ခုကို မေးလိုက်လေသည်။ခင်းနဲ့ဟတ်အောင် မရေးနိုင်တာကတကြောင်။ပြီးတော့ငငယ်တုန်းကလိုငငယ်ရွယ်ရွယ်ကလေးတွေအကြိုက်။စိတ်ကူးရင်နဲ့ဝှထုသွားတော့အတုံးတုံးတို့မရေးနိုင်တာကလည်းတကြောင်။ ပြီးတော့အဟောင်းဆိုတာအစ်စ်ကိုနေရာဖယ်ပေးရတဲ့တဘာဝအတိုင်းအခုနောက်ထပ်အစ်စ်ကလေးတွေနဲ့မပြိုင်နိုင်တာကလည်းတကြောင်အဲဒီလိုအကြောင်းကြောင်းနေကြောင်းပေါ့ကွယ်ဒါပေမဲ့လေကိုတက်ကဟာဝါရင်ပြီးတဲ့ဆိုင်းဆရာကြီးတယောက်ပဲပြီးတော့နမည်လည်းရပြီးသားပဲဟာရိုသေလေးစားကိုင်းဆိုင်တဲ့သဘောနဲ့အရင်တုန်းကစီးဝါးပိုက်ဖြစ်ခဲ့တဲ့ထုတ်ဝေသူတွေကထဲတင်တယ်မဟုတ်ပါလားရှင်ဟာဒီလိုလဲဘယ်ဟုတ်မလဲကွယ်သူတို့စီဝါးရေးသူတို့လုံးကြတယ်ဟာပဲ ဒီလိုဆိုရင်လည်းအရင်တုန်းကလိုစိတ်ကူးရင်စာတွေပဲရေးပါလားဦးတက်ကက သူ့ဇနီးတဲ့အားအနှင်းငယ်ပရေများတွန့်လိုက်သွားသည်ထီပြုံးပြလိုက်ရင်ငါအဖို့မှာအားလုံးထက်တန်မှုအထားဆုံးဖြစ်တယ်မင်းကိုယ်တော်မှအရင်တုန်းကလိုငါယူရဆက်ဆံကြည်စင်နိုင်သေးသလားနေခြင်းလို့အရင်လိုနေရဆိုရင်ကောအများမျက်စီထဲမှာတင့်တယ်ပါမလားသူသည်ပညာရှိပီပီ ထို့သို့တွေ့ဝန်း၍အပြေပေးလိုက်လျာသူဤဇနီးတဲ့ဒေါ်ထွေးမှာကောင်းစွာသဘောပေါက်သွားလေသည့်အတွက်သူကိုမောင်အရင်တယောက်အားသို့မဟုတ်သားတယောက်အားကြည့်လိုက်သည်ကရုဏာဖြင့်ပြေလျမ်းနေသည်အမကြီး၏အကြည့်မျိုးဖြင့်၎င်းမိခင်၏အကြည့်မျိုးဖြင့်၎င်းကြည့်လိုက်လေပြီလေစာရေးဆရာဘဝဟာဒီလိုဖြစ်တဲကြောက်ဆရာကောင်းပါကလားဟင်ကြားလေအတုံးမကြလေဖြစ်ရတော့မှာပေါ့ဒီလိုဆိုကျမအလုတ်ကလေးကို စွန့်ပစ်လိုက်တာမှားတာပေါ့တကယ်လို့သာဆက်လုပ်နေမိရင်ခုလိုအခါမှာရှင်းကိုတလှဲ့ကျမပြန်ကျေးဇူးဆက်နိုင်မှာဟုပြောလေသည်ဒေါ်ထွေးသည်စာရေးဆရာဦးတက်ကထံ15နှစ်ခန့်ငယ်လေသည်သူသည်အရင်ကမဝင်း90ဖြစ်လေသည်ဦးတက်ကသည်ရုပ်ရည်ချောမောခြင်းကိုမမော၍ဒေါ်ထွေးထံမုံလာစာရင်ညှိမိရမှနောက်ချစ်တင်းဆိုကလက်ထက်လေးပြီးတော့ဆိုင်ကိုပိတ်စီလျက် ဇနီးတဲ့ကလေးအားသူကကြွေးလာခဲ့ခြင်းဖြစ်လေသည်ဟုတ်တယ်ရှင်ဟိုဘက်တိုက်ကဆုံးကြွေးတော့ကကျမစီမံပေးလိုက်တာသူတို့ကောင်းကြလွန်းလို့တဲ့ခုထက်တိပြောမပြီးဘူးအခုများကျမမငွေရင်းကလေးရှိရင်ဦးတက်ကသည်အသက်40ကျော်50ရှိသည့်တန်အောင်နုပြိုသေးတော့သူဤဇနီးတဲ့အားတစိမ့်စိမ့်ကြည့်ကတနာချင်းချစ်ချင်းများပဲဖြစ်နေမိတော်လေသည်သူအားအဘယ်မျှယူသေးလေးစားကျင်နာဒီကိုတိတဲ့ဖြစ်လေ သူသည်အားတက်လိုက်မိလေသည်ထို့ကြောင့်အားမငယ်ပါနဲ့ကွာခင်မရှိတော့ဘူးဆိုပေတဲ့ဒလောက်ဝါရင်လာတဲ့ငါနမေဟာငါသေးတော်နမေမသိနိုင်ပါဘူးကွာငါတို့ဗမာပြည်ကအချင်းတစ်ခုရှိတတ်တယ်ဘလို့ပုံကိုပဲဖြစ်ဖြစ်ရှင်တဲ့အခါတဲမလေးစားခြင်းမူသေးတဲ့အခါမှမလေးစားတတ်ကြတယ်အဲ့ဒီပုံကိုရဲ့ဂုံတွေဟာအဲ့ဒီအခါ ပေါ်လာတာပဲငါတို့လိုစာရေးဆရာကြီးတွေဆိုရင်ငါတို့ရေးထားခဲ့တဲ့စာတွေဟာ တည်ပြီးရင်ပိုတော့တန်မိုးရှိလာသေးတယ်။ဟုအာပေစကားပြောလိုက်ရာ။အိုးကိုတက်ကဘာတွေများနမိတ်မရှိပြောနေပါလေ။ကျမကကျမအတွက်ဘူးလို့ပြောတာမဟုတ်ပါဘူး။ကိုတက်ကမှအခုလိုအိုကြီးအိုမမှဒုက္ခရောက်နေတာ မကြည့်ရလို့ပြောတာပါ။သူမက ထိုသူဖြည့်ရှင်းလိုက်ရလေသည်။ထိုအခါဦးတက်ကကအေးပါကွာငါနားလေပါတယ်။အဖြစ်ကိုပြောပြတာပါ။ဟုပြောရင်မရည်ချင်းရည်ချင်းလေးတန်းဖြင့် သူ့ဇနီးတဲ့အားရှိအောင်ရည်လိုက်လေသည် အခန်း၃ဆိုင်းဆရာကြီးဦးသက်ကထူးဆန်းစွာပြောင်းဆုံးသွားခြင်းထို့နောက်၃လရက်ကြာ၌အထက်ပါတိုင်းခေါင်းစည်းစလုံးကြီးများဖြင့်နေစဉ်သတင်းစာများတွင် ဖော်ပြလိုက်သောအခါစာပေဝါဒနာပါသူအားလုံးတို့မှဆုံးမသက်ပဲမနေနိုင်ပေဖြစ်သွားကြလေတော့သည် ထိုသတင်းမှာပင်ဦးသက်ကသည် သူနေထိုင်ရာဖြစ်သောကြောင်မြောင်းအိမ်မှာ ကံတော်ကြီးတို့၎င်းတခါတရံဒေါဘုံချောင်းထီတို့၎င်းလမ်းလျှောက်ထွက်လေရှိရာမှထိုညတွင်ညနေသည်ထီအိမ်တို့ပြန်မလာဘဲနေသည်တွင်ဇနီးတွေကစိုးရိမ်လာမိပြီလေဌာနသို့လူပြောင်းဖြစ်တိုင်တန်းရတော့ကြောင့်ယနေ့ထီပြန်မလာသည်မှာသုံးရက်ခန့်ကြာသွားပြီဖြစ်သည့်အတွက်ဇနီးတွေမှာပူပြပါမီတောက်လောင်နေရှာတော့ကြောင်းစားသည်တို့ကို ဖော်ပြထားလေသည်၎င်းပြင်ဆိုင်းဆရာကြီးဦးသက်ကမှာ အထူးသဖြင့်ထိုရမများမတိုင်မီကသူ၏စင်ရဲ့ကြက်တဲပုံများကြောင့်အထူးစေရငယ်ချင်းများနှင့်ဘဝကိုညီးငွေပုံများပေါ်ပေါက်နေပုံရသည်ဟုဇနီးဖြစ်သူထံမှ သိရသဖြင့်မိမိကိုယ်ကိုအဆုံးစီရင်သွားလိမ့်မည်ဟုယူဆကြရကြောင်းစားသည်တို့ကိုပါဖော်ပြထားလေသည်ဥတ္တကဤစာပေများဝိတုများ စောင်းပါများကိုဖတ်ဖူးကြ၍ဥတ္တကအားတန်ရုံးစဉ်ရှိနေကြသူများနှင့် ဦးတက်ကဤဆွေမျိုးအပေါင်းအသင်းများကိုပင်မဆိုထားပြီးအခြားတနာတတ်သူများပင် ထိုသတင်းကိုဖတ်ကြရသောအခါမုတ်ချနှမျိုးမိကြသည်နှင့်အမျှတနာမိကြမိမှာမုတ်ချပင်ဦးတက်ကပျောက်ဆုံးသွားသောသတင်းမှာထိုတရက်များဖြစ်ပင်မပြီးသတင်းနောက်ဆက်တွဲဖြင့်၃၄ရက်တန်းအောင်ဆက်၍ပါလာလီရကအတော်ပူနွေးသောသတင်းတစ်ခုကဲ့သို့တောင်မှ ဖြစ်နေလေတော့သည်စာပေကြက်စားရနေများမှာ၎င်းရုံများမှာ၎င်း လက်ဖက်ရည်ဆိုင်များမှလည်းထိုသတင်းကိုပြောနေကြလေသည်သတင်းမှလည်းတနေ့ထက်တနေ့လိုပင်စိတ်ဝင်စားစရာကောင်းလာလေသည်အဘဲကြောင့်ဆိုသောသတင်းစာတစ်စောင်မှဦးတက်ကစီးနေကြလေးမြန်ဖနက်ကလေးတစ်ဖက်မှာဒေါ်ဘုံကျောင်းတရားနီးမှလူရဲတယောက်ကကောက်ရပြီးထိုသတင်းစာတိုက်ကိုလာပေးသည်ဟုဖော်ပြထားလေသည်ထိုလူရဲမှာဦးတက်ကဤစာပေများကိုအထူးကြိုက်နှစ်သက်သူစာပေဝါဒနာအိုးတယောက်ဟု ်ဆိုထားလေသည်တနင်္ဂနွေနှစ်ပတ်ခန့်ကြာသွားသည့်အထိဦးသက်က၏တရင်ဆာနာကိုရှာမတွေ့တော့သည့်အဆုံးဦးသက်ကသည် သူ၏ဘဝကို အဆုံးသတ်သွားပြီဟု ယူဆရတော့သည့်အတိုင်းဦးသက်ကသည် သူ့ဘဝကိုသူ အဆုံးစီရင်သွားပြီလို့ဟုတရင်ဆာများကဇလက်ဖော်ပြရမှ ထိုးထက်တိကျစွာဦးသက်ကသူ့ဘဝကို အဆုံးစီရင်လိုက်သည်ဟု အတီးပြုပြီးဟုဖော်ပြလာလေတော့သည် ရဲများ၏ယူဆပုံများကိုလည်းဖော်ပြထားလေသည်သူနှင့်ဦးတက်ကသည်တေဃာမပို၍ပင်နမည်ထွက်လာလေတော့သည်အရက်20နီနီသတင်းစာများတွင် ဖော်ပြခြင်းခံရသောကြောင့်တကြောင်သူတေပုံမှလည်းစာရေးဆရာကြီးတူ၏ယူကျုံမရဘွယ်ဘဝကို ထင်ရှားစေသဖြင့်တကြောင်တနာဘွယ်ရကောင်းသဖြင့်တကြောင်လူတိုင်းပင်စိတ်မဝင်စားပဲမနေနိုင်အောင်ဖြစ်သွားခြင်းဖြစ်လေသည်စာပေသမားတို့မှမူ ကြောစိန်သွားကြလေသည် စာပေသမားမဟုတ်သူတို့ကလည်းတနာစရာကောင်းသော စာပေသမားများ၏ဘဝကို မျော်မှန်း၍စဉ်းစားဝေဖန်ကြည့်မိကြလေသည် အချို့ကတနာသည် အချို့ကတော့လေမိုက်ရကောင်းလားဟု ပြစ်တင်ကြလေသည်ဘာပဲဖြစ်ဖြစ်ဦးတက်ကမာတော့မူတေဃာမပူ၍နမဲထွက်လာလေသည်မာတော့အမှန်ပင်အကယ်၍ဦးတက်ကသည်ထိုရများတွင် သူ့အားအလေးကယူပြုကာသတင်းဖြစ်အောင်ရေးပုံများကိုသာ ယခုခါတွေ့ရလဲတရားဒီကိုဝန်တာမျက်နှိုးလေးမိလားဟုပင် မပြောတတ်ပေဥတ္တကသေးပြီဟု သူဇနီးကအတီးပြူပြီးဖြစ်၍စွန်းတွရံမယ်စီစဉ်နေပြီဟုသောတည်းပါလာသည့်နေ့မှာပင်တရင်စာတစ်စောင်း၌ဥတ္တက၏ရေးပေါ်ရောက်ရင်စာရေးဆရာတဦးကဥတ္တက၏အထုပ်ပတ်တီကိုရှောင်ဖွေစုဆောင်းတင်ပြလေသည်ဥတ္တကအားအမုန်းတင်၍ရေးထားသည်မှာအရင်တိုင်းထက်ပင်ပိုနေသေးတော်သည် ဦးတက်ကသည် လုံချင်းဝတ္ထု200ကျော်ခန့်ဝတ္ထုတို့များ စောင်းပါများမရေတွက်နိုင်အောင် ကလောင်နမည်အမျိုးမျိုးနှင့်ရေးခဲ့ပုံများကိုဖော်ပြပြီးလင်သူ၏အရေးသားများကိုလည်းချီးကျူးဝေဖန်ထားလေသည်ဗမအုံနောက်နှင့်ဗမစိတ်ကူးဖြင့် ပင်ကိုညာကွန်မြူးကရေးနိုင်စွမ်းသော ပါရဂူစာရေးဆရာကြီးဟုကေမွန်တတ်ထားလိုက်လေသည်ရာစာဖတ်သူစာပေပရိသတ်တို့မှအကယ်၍ ဦးတက္ကဤတင်းကျိုင်းမြေပုံသာလက်ညိုးထိုး၍ပြစရာရှိမည်ဆိုလေဦးစေချိန်သွားကနှိမ့်ချခြင်းမတက်ပင် အထင်ကြီးသွားနေတော်သည်ထို့သူဦးတက္ကသည်တေပြီးသည့်နောက်နမဲကြီးလာသည်နှင့်အမျှသူ၏စာပေများမှလည်းတန်မိုးတိတိတသာတက်လာလေသည်အဘဲကြောင့်ဆိုသောသူတေပြီးနောက်အမိနိုင်ဆုံးအပတ်တွင်ထွက်မည်မဂဇင်းဂျာနေများ၌ဦးတက္ကဤပေးထားသည့်ဝတ္ထုတို့ဝတ္ထုရှိများကို အသားပေးကကြော်ညာထားခြင်းကိုထောက်၍တိတာနိုင်ပေသည်မဂဇင်းတစ်စောင်းကဥတ္တကဤနောက်ဆုံးနှင့်အကောင်းဆုံးလက်ရာဖြစ်သောဘဝတန်တရားဝိတ္ထုရှိကြီးကို စာပေပရိသတ်ကြီးအားတင်ပြထားသည်ဟုပင် ဖော်ပြထားလေသည်ထိုမဂဇင်းဤသူအခြားမဂဇင်းများမှလည်းအချို့ငွေပေးပြီး အချို့မပေးရသည် အချို့စည်ရန်ပေးထားသောဥတ္တကဤစာမှုများကို မနှဲရှာဖွေကအမြန်ပကြီးဆွဲအမြန်ဘလောက်လုံး အမြန်ဥတ္တကဤဓပုံရှာကထဲသွင်းဖို့လုပ်ကြလေသည်။နောက်ဥတ္တကဤဝတ္ထုများကိုအသားပေး၍ကြောညာပြန်လေသည်။မဂ္ဂဇင်းတစ်စောင်တွင်မူကျွန်ုပ်တည်သောဥတ္တကဟုသော မာတိကာကိုဖော်ပြထားလေသည်။ထို့မျှဥတ္တကမှာကြော်စောခြင်းဘဝသို့တမဟုတ်ချင်းရောက်သွားလေတော်သည်။တဖန်စာပေသမားများဖို့ဥတ္တကတည်ခြင်းဤနောက်ပိုင်းတွင် ဝမ်းမတာကောင်းမတာစရာကြားရသောတည်င်းတစ်ခုမှာ ကဗတ်အလင်းရောင်မဂ္ဂဇင်းတိုက်မှာစာရေးဆရာကြီးဦးတက်ကရီစာပေမူဟောင်းများအလုံးကိုငွေ9000တတီဖြင့်ဦးတက်ကရီဇနီးထံမှမူပိုင်းဝယ်ယူလိုက်ပြီးဖြစ်ကြောင်းဟူ၍ပင်ဖြစ်ပါတော့သည် အခန်းလေးဦးတက်ကရီဇနီးတော်ထွေးမှာဝမ်းတာဝမ်းနေဖြင့်ကြာလာတော်မြေကြီးများဆယ်၍မနိုင်အောင်ပင်ဖြစ်နေရှာပါတော့သည်တတော်ကျွန်ုပ်စာရေးဆရာတင်းကဆရာကြီးအတွက်စွန့်တုပ်ဖို့ကောက်ခံရတဲ့ငွေ900 ခြေကျေစုတင်ပါတယ်မောင်ရဲ့ဟုသူမသည်ဝမ်းတာခြင်းကြောင့်တုံ့ီသောလက်များဖြင့်လှမ်းယူလိုက်ပြီးမတိမတာပြုံးရမှဒီလိုမောင်ရင်တို့စေတနာနဲ့ကိုတက်ကကိုလေးစားတာတွေ့ရတော့မသေးမီကိုတက်ကသူ့ဘဝကိုအားငယ်ရှာတာတွေတွေ့ပြီးဟုငိုချလိုက်မိတော်သည်တကယ်ပင်ဒေါ်ထွေးမှာသူမ၏ခင်မုန်းကို ထိုအခါမှာ ပို၍တနာတော်မိရှာသည်နှင့်အမျှကြည်နေပါကွာငါတည်တဲ့တနေ့ငါဂုံပုတ်တွေပြောလာကြပါလိမ့်မယ်အဲ့ဒီအခါမင်းမစင်းရဲစေရပါဘူးဦးတက်ကပြောခဲ့သည်များကိုတွေးမိလေရာဩပညာရှိများတွေးရင်ပြေးကြည့်တဲ့မှန်သေးတယ်နော်ဟုပါဇက်မထုတ်၍သူမယောက်ျားအားချီးမွမ်းမိလေတော့သည်တော်တော့ကျွန်တော်တို့သတင်းစာမှာဖော်ပြတဲ့ဆရာကြီးအကြောင်း စောင်းမအတွက်စာမူကကို ဖော်ပြသူစာရေးဆရာကိုစီသူကကျန်ရစ်သူသူဆရာကြီးဦးတက်ကဇနီးကိုပေးပေးပါလို့ပြောတဲ့အတွက်လာပေးရပါတယ်တော်တော်လက်ခံပါစာဒီများတို့ဒီ၎င်းတော်တော်ဒီတစ်ပတ်ကျွန်တော်တို့မဂဇင်းမှာထည့်မယ်ဆရာကြီးရဲ့စာမူကကိုလာပေးပါတယ်ခင်ဗျာဟူ၍၎င်းတော်တော်ကျွန်တော်တို့ဆရာကြီးစီကဆယံပေးုံနဲ့ပေးပြီးယူထားတဲ့စာမူကကိုအခုဖြည့်ပြီးလာပေးပါတယ်ခင်ဗျာဟူ၍၎င်း သတင်းစာအသီးသည်မဂ္ဂဇင်းတိုက်အသီးသီးတို့မှအေဒီတာများ ထုတ်ဝေသူများတို့၏ရက်ရောပုံများမှန်ကန်ပုံများကိုတွေ့ရလေလေဒေါ်ထွေးမှယူကျုံးမရလေလေဖြစ်မိရှာလေတော့သည်ဇနီးကောင်းပြီပြီထို့သို့သွားလေသူလင်းယောက်သားဥတက်ကအာကောင်းရမွန်ရရောက်စီရန်ရီမှန်း၍ဒေါ်ထွေးသည်စွန်းသွမ့်မိနေကိုပင်တတ်မှတ်ပြီးစာပေနယ်မှမိတ်ဆွေများကိုပင် အားလုံးဖိတ်ကြားထားရုံနဲ့မကား သူ့ခုံကျေးဇူးကြောင့်ရာသောငွေများကိုအနှဲငယ်မြတွန့်တိုစိတ်မရှိပဲယဟန်တန်ဃာတော်တို့အားလူဝဲဝတ္ထုများကံရံတော်မှရည်ရွယ်ရင်းရှိထားလေသည် ထို့ကြောင့်သူမသည်ဝေတံတရွေတို့ကိုဝယ်နေပြီးဖြစ်လေတော်သည်ညာတိုင်းလဲတော်ထွေးသည်ဥတ္တကအားရီမှန်း၍စီမီထွန်းခြင်းနနက်အာယုံဆုံးကတ်ခြင်းတန်ဃာတော်တို့ကိုဆုံးဟင်းချက်လောင်ခြင်းတို့ကို သူမ၏ဆွေမျိုးများခေါ်၍လုံနေရှာလေသည်တညာ၌တော်ထွေးသည် ဖယားရှခိုးပြီးကြေးစီကလေးကိုထူပြီးကိုတက်ကရေအမြအမြဟိုမတိုးမကျဲကလေးဆိုလိုက်စင်းမှာပဲဖနှက်ချွတ်ပုံတကွယ်လေးစီမှာတဒံတစ်ခုပေါ်လာပြီးမထွေးမထွေးဒေါ်ထွေးသည်ထိုအတန်ကြောင့်မောကြည့်လိုက်မိရာဟင်ဖယားရေဟိုအော်လိုက်ပြီးမှချက်ချင်းပင်သူမသည်အားတင်းလိုက်ပြီးကိုတက်ကရေအမြအမြသူမသည် ထိုတရံကြားလာအောင်ကြဲကြဲကလေးယွတ်လိုက်လေသည်သို့သော ထိုတရံကပြက်ွယ်မသွားပေမထွေငါဘာဟာမသိပါဘူးလာပေါင်းပြောစရာရှိလို့ဦးကောင်းတွင်တပတ်ကြီးတစ်ခုပေါင်းထားသည်မှအပါဦးတက်ကဤလေတံဦးတက်ကဤယုတ်အိုးအားလုံးပင်ဦးတက်ကပင်ဖြစ်လေသည့်အတွက်ဒေါ်သေးသည်ရှေ့သို့ပင်တိုးရဲသွားလေသည်ဟင်ကိုတက်ကရှင်အဟုတ်မသိဘူးလားတကယ်ပဲလား တကယ်ပါဟဲ့မထွေးရတူတူပြောပါအိမ်ထဲကလူတွေကြားကုန်မအောင်ဘူးဟိုးဒါဖြစ်ပါဖြစ်လို့ဒီလိုဟိုးဒါများမေးဖို့လိုသေးသလားအခုငါတေးတဲ့ကျေးဇူးလက်တွေတိပြီမို့လားအခုဆိုအကျွေးတွေတောင်ကျေနိုင်ရောမကအောင်နင့်ဖို့မုန်းဆိုင်တော်ထွက်နိုင်ပြီမဟုတ်ဘူးလားဒါကြောင့်နင်ဆိုးမတုတ်ခင်အမျက်မီအောင်လာပြီးတတိပေးရတာအကုန်လုံးမပြစ်လိုက်နဲ့အိုးခြံထားအောင်သိလားဟိုးသူဒီတူတူကလေးမောင်ရိပ်မှပြောနေသည်ဟာ အကျွေးကြတာတော့ဟုတ်ပါရဲ့ဒီကိစ္စလူတွေတိကုံနဲ့တနေဘယ်နဲ့လုံးမလဲပြီးတော့ရှင်ကောဘာမှပုံနေတယ်လဲကြည်စမ်းပါဦးဘလို့များစားတောင်းနေတယ်မသိဘူးနေဦးပတ်စံပေးလိုက်အိုးနေစမ်းပါဦးဓာရီပူမနေပါနဲ့ငါအနေကောင်းပါတယ်အခုငါလာတာအဲ့ဒီနေရေးကိုစီစဉ်ဖို့ကိစ္စပဲဒီတော့ငါပြောတာတိတိချာချာနားထောင်ငါအခုဟိုအင်းစိန်နယ်ဘက်ဇော်ဝိုင်းကုန်းမှာကရင်အဖိုးကြီးအမေကြီးတွေနဲ့နေတယ် အဲ့ဒီတော့နင့်စွန်းတော့ကိစ္စပြီးရင်ငါစီကိုလိုက်ခဲ့အခုကလေးကနေဒီကိစ္စပြီးရင်နင့်ဆွေမျိုးတွေရှိတဲ့အထက်ကိုသွားမယ်လို့သတင်းလွှင့်တာသိလားဟုတ်ဟုတ်ကဲ့ဒေါ်ထွေးဒီအခုမှသဘောပေါက်တဲ့ကဲ့သို့ကောင်းကြီးလေးသည်အေးနားလည်ပြီမို့လားနေဦးနေစွန်းတော့မှာဘဲနေလေလာမဲ့တနင်္လာနေ့မဟုတ်လားဒီတော့ကြာသာပတိနေ့မှာဆက်ဆက်ရထားနဲ့လိုက်ခဲ့ငါစော်ဝိုင်းကုန်းဘူတာကစောင့်နေမယ်သိလားအမေနဲ့နော် ဒိုဟိုမှာအေးအေးဆေးဆေးချမ်းလုပ်ပြီးအခုရတဲ့ငွေကလေးနဲ့အေးအေးလူလူနေနိုင်ဖို့ငါစီမံထားပြီးပြီ။စာမီးတော့လာတာဖြစ်။ဟိုးဘဲကမပူရမှလေ။ကြံဖန်ပြီးမထွေးရဲ့။နေမိုက်ပါပြီ။ကဲငါသွားမယ်။ကြာသာပရင်းနေနော်ဆက်ဆက်။ဦးတက်ကသည်ထို့သူပြောပြောဆိုဆိုမောင်ရိပ်ထဲသို့ပြက်ွယ်သွားလေတော့ရာဒေါ်ထွေးဖို့တေဘီဟုအဆုံးထားသူမိမိခင်မွန်းတဲ့ဦးတက်က အသက်ပြန်ရှင်လာသည့်အတွက်အဆုံးအစမရှိဝမ်းတာလိုက်မိတော့လေစာရေးဆရာဦးတက်ကမှာတော့မူစုံနေရမှဏီကုန်းချုပ်သွားလေသည့်အတွက်ယူကျုံမရဖြစ်ရင်ကြံနေခဲ့မိရှာပါသည်နာဆင်ပေးသူအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်